ကမ္ဘာရွှေဈေးကွက်မှာရွှေဈေးကျဆင်းမှုနဲ့အတူပြည်တွင်းအခောက်ရွှေဈေးနှုန်းကလည်းတရရိပ်ကျဆင်းလာပြီးဂျူလာ30ရက်မှာ98သိန်း6000တောင်းဝင်းကိုပြန်ရောက်လာတာကြောင့်တပတ်အတွင်းကျ2သိန်းကျော်ပြန်လဲကျဆင်းသွားတယ်လို့ရွှေဈေးကွက်အတွင်းကသိရပါဗျ။ပြီးခရက်ရက်ပိုင်းအတွင်းကကမ္ဘာရွှေဈေးတောင်းဆောက်ကိုဒေါ်လာ3300အောက်ထိပြန်ကျဆင်းခဲ့ပြီးနောက်ပြည်တွင်းရွှေဈေးဟာလည်းအခုလိုတည်တည်သာသာကျဆင်းလာခဲ့တာပါ။ ကမ္ဘာရွှေဟာတပတ်တာအတွင်းမှာဒေါ်လာ100ကျော်အထိအကြပတ်ရှိခဲ့တာပါမြန်မာရွှေဈေးဟာလည်းပြီးခဲ့တဲ့တပတ်တာအတွင်းအမြင့်ဆုံးဈေးကျပ်သိန်း89,000အထိဈေးတက်ခဲ့ပြီးအနည်းဆုံးဈေး98,400သိန်းအထိပြန်ကျဆင်းခဲ့ပါတယ်ဂျူလာ30ရက်နေ့မှာကမ္ဘာရွှေဈေးကတအောင်စားကို3296ဒေါ်လာအထိပြန်မြင့်တက်ခဲ့ပေမဲ့ညနေပိုင်းမှာတော့တအောင်စားကို3283ဒေါ်လာကိုပြန်လဲကျဆင်းလာတာတွေ့ရပါတယ် တစ်ဖက်မှာလည်းပြည်တွင်းငွေကြေးစကွက်မှာဈေးမနေတဲ့ဒေါ်လာဈေးဟာလည်း4500ကနေ4600ကျပ်ရှိနေရကစနေတနင်္ဂနွေပတ်ရက်အပြီးဇူလ30ရက်နေ့တနင်္လာနေ့မှာဒေါ်လာကို4450ကနေ4550ကျပ်ကိုပြန်ချလာပါရှင်။